ော့သူတည့်ရမှာဝန်ထမ်းတွေလာစားဒန်းတူဖတ်တဲ့ရက်တစ်ခုမှာဒန်းတူညီမထမပေးလို့ဖြစ်လာတာဒီလာစားကိုသူပေးလို့အလုပ်ရှင်တယောက်အနေနဲ့စမချဆိုတာဆုံးဖြတ်ခဲ့လို့မလို့ဒီလိုမျိုးရဖြစ်လာတာကွာတိတာဒီကိစ္စမျိုးကိုလက်ခံတဲ့ဝန်ထမ်းလည်းရှိချင်ရှိလိမ့်မယ်လက်မခံနိုင်တဲ့ကိုယ့်လိုလူမျိုးတွေလည်းရှိရှိချင်ရှိလိမ့်မယ်ကွာအဲ့လိုဆိုတော့တင်းမယ်မပေးဘူးမပြောဘဲနဲ့ညီမလေးကလုပ်ငန်းလုပ်တော့ကလည်းညီမလေးအတွက်နဲ့အမားတို့ကြံတဲ့၃ယောက်ကလိုက်ညှိပေးခဲ့ရတာညီမလေးကလုပ်တဲ့ဟာမှလည်းမမှီခဲ့ဘူး။ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့အဲ့မှာကို့အဖြစ်တွေကြီးပဲပြောလာ။ကိုကလည်းဂရုမှပဲပြန်ပို့လိုက်တယ်။ ူ့ရဲ့ sister ကို mention ခေါ်ပြီးတော့မှဖုန်းနံပါတ်ပေးလိုက်တယ်ပေးနိုင်ရင်ပေးနိုင်တယ်မပေးနိုင်ရင်မပေးနိုင်ဘူးအကြောင်းပြချက်တော့ပြောအကြောင်းတော့ပြန်ပေးလောက်ချာရှိတာဆက်လုပ်အောင်မလို့လို့ request လုပ်တယ်ဆိုပြီးတော့မှအဲပြောလိုက်အောင်ပြောလို့ရှိရင်အကုန်သိနေချင်းလို့မလို့တယောက်ချင်းတော့မပို့တာဘူးအခုက group ကပါထွက်သွားတယ်လို့ပြောတာ तू ကအဲ့လုပ်ငန်းဆိုင်ရာ group တွေကနေမှ Viber မှာ group ဖွင့်ထားတာသူတို့ဖွင့်ထားတာ तू ကသဘောတရားအရာတော့ तू ကလုပ်ငန်းရဲ့ဖောင်းတာပဲအဲ့လားကို तू ကလုပ်ငန်းရဲ့ group တွေကနေပြီးတော့မှဖောင်းတာတယောက်က lab ဆိုပြီးထွက်သွားဟုတ်လားအလုပ်ရှင်တယောက်က ်ဝန်ထမ်းတွေကိုထားခဲ့ပြီးတော့မှအလူတွေကနေသူ့သဘောနဲ့သူဖတ်သွားတယ်။အော်ပတ်စံ၅သိန်းလောက်ကြီးကိုတောင်းပြီးတော့မှကျွန်တော်လုံးမလုပ်ပဲထိုင်နေရလား။အလုတ်တင်စကေးမလို့အလုတ်တင်စကေးနဲ့ကိုက်ညီတဲ့လာစားပဲကျွန်တော်တောင်းထားတာအဲ့လာစားကိုလည်းအမသဘောတူထားတယ်။ကိုဝန်ထမ်းကအဆင်မပြေနေဘူးအလုတ်ထုတ်ချင်တယ်။ဒီဟာလုံနေရကျန်တဲ့ဝန်ထမ်းတွေပါနှောက်ရက်ဖြစ်တယ်ဆိုရင်အဲ့ချိန်နဲ့ကဒဲခေါ်ပြီးရှင်းလိုက်အလုတ်ရှင်တယောက်အနေနဲ့ညင်ဒီလိုဒီလိုလုပ်လို့ ကြော့မြင်လို့တဲ့ဆယ်ရက်စာသူပြေးပြီးရှင်းလိုက်ဘယ်ဝင်နှမ်းမှအမခံရဲဘူးမပြောရဲဘူးတင်းလူပဲလည်းမဟုတ်ကြီးစားလူပဲလည်းမဟုတ်သူ့အနေထားကြီးနဲ့လဲငါ့ကိုမနာလိုစရာအကြောင်းမရှိဘူးငါ့အနေထားနဲ့လဲသူ့ကိုမနာလိုစရာဘာမှမရှိဘာပြမအောင်ဆုံးရတဲ့ရလာစာနဲ့ငါဖေနေမေကိုသတင်းကျွန်းနဲ့ပေါင်းကြော့မယ်လို့ငါစီစဉ်ထားတယ်ဒါပေမဲ့သူများရေလာစာထွက်တယ်ငါထွက်မလာအဲ့တော့ဝင်နှမ်းတယောက်အနေနဲ့ငါ့မှာမေးပိုင်ခွင့်မရှိဘူးလား မမေတရာအမတင်နန်းကိုကျွန်တော်စပြီးတက်တယ်ကွန်တန့်တင်နန်းတက်တယ်ဆိုကြတဲ့ကအမစီမှာကျွန်တော်ကပရိုမိုးရှင်းနဲ့အလကားလာတင်ထားတာအမရဲ့ပညာတွေကိုကျွန်တော်ကအလကားလာယူလာလာဇွန်ကလပ်တွေပါကြီးကျွန်တော်အလကား join ပေးရတာမဟုတ်ဘူးလေတင်နန်းကြီး9000ပေးပြီးတော့အမစီရပညာကိုကျွန်တော်9000ပေးပြီးတော့တင်ယူခဲ့တာလေအဲ့ပညာကိုကျွန်တော်ကကျွန်တော်ကကျွန်တော်ပြန်ပြီးတော့အသုံးချရပြန်ပြီးတော့ကိုယ့်ကိုယ်ကိုပြန် train နေ ဲ့လိုလုပ်ရဒါမဲ့အမကျွန်တော်မကူညီခဲ့ဘူးလားအားမပေးခဲ့ဘူးလားဆိုအားပေးခဲ့ရညီမလေးဒီလိုလေးလုပ်ရင်တော့အပေါ်ဆင်းပြေးမယ်ထင်တယ်ပြောခဲ့မပြောခဲ့ဘူးပြောခဲ့ဒါမဲ့အဲ့ဒါတွေနဲ့မဆိုင်ဘူးလေတင်းနန်းတင်ခဲ့တင်းနန်းဆရာဆိုတာကလည်း given တိတ်ပဲဟုတ်လားအခြေခံကြကြစဉ်းစားကြည့်ရင် given တိတ်ပဲကျွန်တော်ကတင်းနန်းချေးပေးတယ်အမကကျွန်တော်ကိုအဲ့တင်းနန်းချေးနဲ့ကိုက်ညီတဲ့ပညာတစ်ခုကိုတင်ပေးတယ်ဟုတ်လားအဲ့ပညာရကိုကျွန်တော်ပြန်အသုံးချတဲ့အချိန်မှာ အမအနေနဲ့အမအဆင်ပြေလို့ကျွန်တော်ကိုဆက်ပြီးတော့အားပေးတယ် ဒီဟာလေးဒီလိုလုပ်ရင်ကောင်းမယ်ဆိုပြီးတော့အမပြောတယ်ပြီးသွားရင်လေအလုပ်ကိစ္စလည်းအော် तू ကကြာပြောတယ်ဩဒီလိုမျိုးလူတယောက်ကိုလောက်တခါမှမလုပ်ဘူးတဲ့လူတယောက်ကိုသူ့အနေနဲ့အလုပ်ခေါ်ထားတာဘာဖြစ်လဲညာဖြစ်တယ်အလုပ်လုပ်တော့ကျွန်တော်ကပတ်စံ9ဒိန်းလောက်ကြီးကိုတောင်းပြီးတော့မှကျွန်တော်လုံးမလုပ်ပဲထိုင်နေရလားကျွန်တော်ကိုကျွန်တော်ကျွန်တော် skill ကသူ့ကိုလည်းပြောထားတယ်အမကျွန်တော်ကကျွန်တော် skill က internship skill မို့လို့အလုပ်တင် skill မို့လို့အလုပ်တင် skill နဲ့ကိုက်ညီတဲ့ လစာပဲကျွန်တော်တောင်းထားတာအဲ့လစာကိုလည်းအမသဘောတူထားတယ်အဲ့တော့အလုပ်တင်တယောက်ဟိုလုပ်ပေးနိုင်တာထက်ပိုပြီးတော့ professional ကြကြလိုချင်နေဆိုရင် professional ကြကြလုပ်နိုင်တဲ့လူကိုငှားလိုက်အဲ့ဒါဆိုရင်အမဘာစကားမှပြောကြမလို့ပဲနဲ့အဲ့လူကပဲ professional ကြကြလုပ်ပေးသွားလိမ့်မယ်အခုကဟို international scale ရှိတဲ့လူတယောက်ကိုငှားပြီးတော့အမ professional စံနာကြီးကိုလိုချင်နေတာ အဲ့တော့အချင်းချင်းအားနဲ့ပြောမယ်ဆိုလို့ရှိရင်ဝန်ထမ်းကကိုယ်ဝန်ထမ်းကအဆင်မပြေနေဘူးအလုပ်ထုတ်ချင်တယ်ဒီဟာလုံနေတာကျန်တဲ့ဝန်ထမ်းတွေပါနှောက်ရက်ဖြစ်တယ်ဆိုရင်အဲ့ချိန်နဲ့ကဒဲခေါ်ပြီးရှင်းလိုက်အလုပ်ရှင်တယောက်အနေနဲ့ရင်ဒီလိုဒီလိုလုပ်လို့ကြော့ရင်လုပ်တဲ့ဆယ်ရက်စာဆိုပေးပြီးရှင်းလိုက်ဘယ်ဝန်ထမ်းမှအာမခံရဲဘူးမပြောရဲဘူးအခုကိစ္စကလစာထုတ်တဲ့ချိန်တောင်မှသူများထုတ်ပြီးနောက်ကိုကသွားပြီးမေးလို့မလို့မေးတာတောင်မှ ဘယ်လိုသဘောအရာနင်တို့ HR ဘယ်သူလဲဒီလစာနဲ့ပတ်သက်ပြီးဘယ်သူကဘယ်လိုဖြေရှင်းပေးမှာလဲဒီလိုမျိုးနည်းနည်းလေးလေးတန်းကိုနည်းနည်းညှင်ပြီးပြောလိုက်မှချက်ချင်းဆိုသလိုဆက်သွယ်လာတာလေအဲ့ရတဲ့မှာဘုံဘုံလဲနေတယ်လို့ရှင်တယောက်ကချက်ချင်းဆိုဆိုသလိုဆက်သွယ်လာတာလေအဲ့လိုမှမဟုတ်ရင်အကိစ္စကဘယ်လိုဖြစ်သွားမလဲမသိဘူးအဲ့တော့တချို့ကလည်းထင်ကြမယ်ဟုတ်သားပဲနင်းကောက तू ကဘလောက်ပေးရ तू ကပေးမယ်ဘလို့လုတ်ပေးရင်အဆင်ပြေမလဲမေးနေရတောင်မှနင်ကဘာလို့အကြောရှိပြီးတော့ဒီလိုတွေကိစ္စကိုဆွဲဆန့်ခဲ့တာလဲဆိုတော့ ငါလိုခံစားမှုရဲ့လူဆိုရင်သိလိမ့်မယ်เนาะဟိုတော့တော်တော်ပတ်စံနှစ်သိန်းရှစ်သောင်းတွက်နဲ့ဘယ်သူမှလေကုန်ခံမှုပြောချင်ဘူးကထားလိုက်တော့လို့ရှိကြတယ်ထားလိုက်တော့မယ်လူတွေကြီးပဲဒါမှငါ့ကိုလူဘာဝလို့လူဘာဝလို့တင်တာဒါမဲ့အခုချိန်ထိငါငါပြောတဲ့စကားတိုင်းပဲလုပ်ခဲ့တာတန်းသူမသွေးခဲ့ဘူးငါသူ့ကိုပြပြလေလေညှိရင်ညှိနိုင်တယ်မရဘူးအဲ့တော့ notice ပို့တယ်အဲ့ notice နဲ့လည်းညှိနိုင်တယ်မရဘူး အဲ့တော့အဲ့ note စာထဲမှာပါတဲ့အတိုင်းသူဘကအလုပ်ရှင်တယောက်အနေနဲ့ဝန်ထမ်းပေါ်မှာဒီလိုဖြည့်ရှင်းမပေးဘူးဖြည့်ရှင်းမပေးရင်ရွှေစာ digital marketing ရဲ့ page တွေဘာတွေနဲ့အတူတူလာစာအဆင်မပြေမှုတွေအတွက် social platform တွေအကုန်လုံးမှာလည်းတင်ရလိမ့်မယ်ရုံးကိုလည်းသွားရလိမ့်မယ်ဆိုတဲ့စကားတွေ note ထဲမှာရေးထားတယ်အဲ့တိုင်းမှငါဆက်လုပ်ခဲ့တယ်အခုချိန်အထိငါစီးလို့ဘောင်လို့ဘာမှမလုပ်ခဲ့ဘူးသူနဲ့ငါနဲ့ကြားမှာ personal ဘိုင်းဆိုင်ရာအဆင်မပြေတာဘာမှမရှိဘူး နင်းလူပဲလည်းမဟုတ်ရီးသားလူပဲလည်းမဟုတ်ဖြစ်လားဟိုအောက်ခဲလန်နာတွေတယောက်နဲ့တယောက်မနာလို့ရလောက်အောင်ကြည့်လေသူ့အနေထားကြီးနဲ့လည်းငါ့ကိုမနာလို့စရာအကြောင်းမရှိဘူးငါ့အနေထားနဲ့လည်းသူ့ကိုမနာလို့စရာဘာမှမရှိအဲ့တော့နင်ကငွေမတ်တာလားဆိုတော့ငါငွေမတ်တာမဟုတ်ငါလိုအားကောငါလည်းငါမျော်လင့်ချက်ငါစဉ်းစားထားတဲ့ဟာကြီးပလန်တွေအားလုံးပြည့်စည်သွားတာပဲလေအပမအောင်ဆုံးရတဲ့ရလာစားနဲ့ငါဖိနေမေကိုသတင်းကြောင့်နဲ့ပေါင်းကြော့မယ်လို့ငါစီစဉ်ထားတယ် ဒါပေမဲ့သူများရေလာစာထွက်တယ်ငါချက်မလားအဲ့တော့ဝန်ထမ်းတယောက်အနေနဲ့ငါမှမေးပိုင်ခွင့်မရှိဘူးဝန်ထမ်းတယောက်က "तू ရမယ်လာစာကိုသူများဝန်ထမ်းတွေတန်းတူမထွက်လို့မေးတယ်ညှိနှိုင်းတယ်မရလို့ဒီလိုမျိုးအကြောင်းကြားစာအတိပေးစာပို့တာဒါတိမပေးဘဲနဲ့ဘာမှမလုပ်ဘူးငါငါသူ့ကိုဒီလိုမျိုး public မှာမတင်ခင်တည်းကအကျင့်ကျင့်ငါလေးကုန်ခံပြီးတော့ပြောခဲ့လက်ညောင်းခံပြီးစာရိုက်ခဲ့တာဒါပေမဲ့ तू ကဝေ့နေရဘာဖြစ်ချင်တာလဲဘာလို့ချင်တာလဲ ။ဟိုအစိုးဆုံးကသူ့ကို public မှာတင်ပြီးတော့မှတောင်းပန်ရမယ်တဲ့။ဘာကိစ္စတောင်းပန်ရမှာလဲ။သူ့တိတ်ခါအတွက်တောင်းပန်ရမယ်တဲ့။သူ့ Facebook account နေသူ့ Facebook page မှာပြန် share ရတော့တခြားလူတွေလည်း comment ဝင်ရတာပိုင်းငါတွေ့အဲ့တော့သူရေးတာကိုမြင်တဲ့လူကသူမှန်တယ်လို့ပဲထင်တာအဲ့တော့ကိစ္စအကုန်လုံးကိုသိအောင်ငါအစအဆုံးပုံရှင်းပြမယုံဘူးတတနင်ကပန်းသူသွေးနေတာနင်ကနင်မဖြစ်တင်နိုင်မလုပ်တင်နိုင်လုပ်နေတာရရလာခဲ့ငါ စကရင်ရှော့တွေအကုန်လုံးပြလိုက်ပြောထားတဲ့စကားတွေအကုန်လုံးပြလိုက်အဲ့တော့သူသိရမှာဝန်ထမ်းတွေလာစားဒန်းတူဖတ်တဲ့ရက်တခုမှာဒန်းတူမြင်မြထွက်မပေးလို့ဖြစ်လာတာသူ့မိသားစုဝင်သူနဲ့ပတ်သက်တဲ့လူတွေပါလာတယ်ဆိုတာလေဒီလာစားကိုမပေးလို့အလုပ်ရှင်တယောက်အနေနဲ့စမချဆိုတာဆုံးဖြတ်ခဲ့လို့မလို့ဒီလိုမျိုးဖြစ်လာတာကွာသိလားဒီကိစ္စမျိုးကိုလက်ခံတဲ့ဝန်ထမ်းလည်းရှိချင်ရှိလိမ့်မယ်လက်မခံနိုင်တဲ့ကိုယ့်လိုလူမျိုးတွေလည်းရှိရှိချင်ရှိလိမ့်မယ်ကွာအဲ့လိုဆိုတော့တင်းမဲ့မပေးဘူးမပြောဘဲနဲ့ညီမလေးက လုပ်ငန်းလုပ်တော့ကလေညီမလေးအတွက်နဲ့အမားတို့ကြံတဲ့၃ယောက်ကလိုက်ညှိပေးခဲ့ရတာညီမလေးကလုပ်တဲ့ဟာမှလည်းတဲမမှုခဲ့ဘူး။ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့အဲ့မှာကို့ဖြစ်တဲ့ကြီးပဲပြောလာ။ကိုကလည်း group မှာပဲပြန်ပို့လိုက်တယ်။သူ့ရဲ့ system ကို mention ခေါ်ပြီးတော့မှဖုန်းနံပါတ်ပေးလိုက်တယ်။ပေးနိုင်ရင်ပေးနိုင်တယ်မပေးနိုင်ရင်မပေးနိုင်ဘူး။အကြောင်းပြချက်တော့ပြောအကြောင်းတော့ပြန်ပေး။လောက်ချာရှိတာဆက်လုပ်အောင်မလို့ request လုပ်တယ်ဆိုပြီးတော့မှအဲပြောလိုက်ရအောင်။ကြောက်လို့ရှိရင်အကုန်သိနေချင်းလုံးမလို့တယောက်ချင်းတော့မပို့တာဘူး။အခုက group ကပါထွက်သွားရဲ့လို့ပြောတာ။သူကအဲ့လုပ်ငန်းဆိုင်ရာ group တွေကနေပြီးတော့မှနော်။သူ့ရဲ့ရွှေစား digital marketing အတွက်ဆိုပြီးတော့မှ Viber မှာ group ဖွင့်ထားတာသူတို့ဖွင့်ထားတာ तू ကသဘောတရားအရတော့ तू ကလုပ်ငန်းရဲ့ဖောင်တာပဲအဲ့လာကို तू ကလုပ်ငန်းရဲ့ group ထဲကနေပြီးတော့မှဖောင်တာတယောက်က left ဆိုပြီးထွက်သွားဟုတ်လားအလုပ်ရှင်တယောက်ကဝန်ထမ်းတွေကိုထားခဲ့ပြီးတော့မှ group ထဲကနေသူ့သဘောနဲ့ तू ထွက်သွားတယ်အချိန်ကြမှာဟိုကို့အမြင်မှာတော့ခေါင်းဆောင်သွားတယ်လို့မြင်တာကွာဟုတ်လားခေါင်းဆောင်သွားတယ်ဒီကိစ္စကိုပြီးရပြီးပြအောင်မပြောဘဲနဲ့ခေါင်းဆောင်သွားတယ် group ထဲမှာဘာလို့သူဘာရွယ်ချက်နဲ့ထွက်သွားလဲတော့ကိုမသိဘူးပြောပြရှိရင် personal မှာအဲ့ကိစ္စတွေကို personal မှာလာပြောတယ် ဘာလို့မှကြံလူကြီးလို့ပါဘာလို့လဲဆိုတော့သူကဒီကိစ္စရေးပြီးသွားရင်ကို့ထင်ပတ်လူသွေးမာလေးပြီလားအောင်ဆိုတော့သူ့ပေါ်မှာဒီလိုလုပ်ခဲ့ပါတယ်ဘာဖြစ်ပြညာမှုတွေဒီလိုတွေလာမှာပြီလားသူတို့ကသူနဲ့ကိုနဲ့ပြောထားတဲ့စကားတွေကိုကြံတဲ့သူတွေမသိစေချင်ဘူးသူ့ရဲ့ပုံစံမသိစေချင်ဘူးအဲ့လိုအဲ့လိုမျိုးဖြစ်လို့ကိုကသိစေချင်လို့ပြန်တင်လာဒါပေမဲ့သူ့စီကိုကိုကဘောင်ထဲကအလုတ်ဘောင်ထဲကပဲလုပ်ခဲ့နောက်တစ်စားတစ်စားပို့လိုက်တယ်လေးစားစွာဖြင့်တို့အเจ้าညာဘာညာဘာညာပါမှာအဲ့စားရအကုန်ရှိရသူနဲ့ပြောထားတဲ့ screen shot ရအလုတ်ဘူးမှာပြောထားတဲ့ screen shot အကုန်ရှိရအကုန်ရှိရအဲ့တော့နောက်တစ်စားမှာလည်းသူ့ပြောလိုက်တယ်ဒီကိစ္စကို ပေးထားတဲ့ဒါဝင်ကဒါတွေဒါတွေကိုအလုပ်တက်စတန်ပိုင်ရှိပြီးတော့မှဒီလိုတွေလုတ်ပေးခဲ့တယ်။ဒါပေမဲ့လာတာထွက်မဲ့ချိန်ကျမှဒီလိုဒီလိုတွေဖြစ်ခဲ့တယ်။ဆိုတော့ဒီကိစ္စအတွက်တရားမျှတရဖြစ်တခုခုကိုနှစ်ရက်အတွင်းပေးပါမပေးဘူးဆိုလို့ရှိရင်ကျွန်တော်ဒီဝန်ထမ်းတယောက်အနေနဲ့ဒီရွှေစာကုမ္ပဏီကဝန်ထမ်းပေါ်မှာလာစာပေးဖို့အတွက်အဆင်မပြေမှုတွေဖြစ်ခဲ့တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်က social platform အားလုံးမှာကျွန်တော်ဒီရွှေစာ page ကိုပြပြီးတော့မှကျွန်တော်တင်ရလိမ့်မယ်ဆိုပြီးတော့မှအကြောင်းကြားတာပို့ခုတော့သူ့ဘက်ကချက်ချင်းပြောလာတဲ့စကားကဘာလဲဆိုတော့ တာဝန်ယူရမယ့်တာဝန်ကိုတာဝန်တွေကိုတဲ့အကြိမ်ကြိမ်ပြည့်ရုံးခဲ့တာ complaint တွေများစွာတက်ခဲ့တာ तू မဟုတ်တဲ့အတွက် तू မမှားဘူးတဲ့စိုက်တာလုပ်လို့ရတယ်လှုပ်ချင်တာလုပ်လို့ရတယ်အဲ့လိုမျိုးအဲ့ဒါတော့ तू ကိုယ်နိုင်ကပြောတာမဟုတ်တော့ तू assistant ကောင်မလေးကနေတစင်ပြောတာကိုယ့်ရဲ့ personal account မှာကြတော့ तू ဘာလာပြောလဲဆိုရင် one visa ကြီးကိုပို့ညီမလေးရဲ့ညီမလေးပို့တဲ့စာရတယ်ဖြစ်နေအမဘက်ကတော့လောက်ရမှာတဲ့အဲ့ဟာတွေရတယ်အမဘက်ကတော့မှလောက်ရမယ့်အရာတွေတဲ့အဲ့ဒါကိုညီမလေးကပေါ့နော်အဲ့လိုမျိုးလုပ်တယ်ခါညာဆိုပြီးတော့ personal မှာကြတော့စကားလာပြောတယ် ီကြရင်ကညီမလေးကပြောတော့ဘောင်လေးကတော့မပြောပြောတယ်အလုံးလည်းမတက်ဆိုင်နဲ့ဘေးကကောင်းနေရပါဖုန်းဆက်ပြီးတော့ဆက်ပြောနေပြောပြောဆိုခံရတာပေါ့မမတို့ကမဖြစ်တယ်ညာဖြစ်တယ်ပြောအဲ့တော့ तू မသိနိုင်တဲ့အရာတခုကဝင်းနေရဲ့လာစားလေ तू အလုံးရှင်တယောက်အနေနဲ့ကောင်းမွန်စွာမဆုံးဖြတ်နိုင်ခဲ့လို့ကောင်းမွန်စွာစားချင်မချနိုင်ခဲ့လို့ဒီလိုတွေဖြစ်ခဲ့တာလေအစားအဓိကမဟုတ်ဘူးလို့ပြောထားတာဒါပေမဲ့သူ့စီကအကြောင်းပြချက်တခုကိုလိုချင်တာပေးနိုင်ရင်ပေးမှာမပေးနိုင်မပေးဘူးဆိုတဲ့အကြောင်းပြချက်ကိုလိုချင်တာလိုချင်လို့မေးရကြသူ့ဘက်ကတော့ဘာပြောလဲဆိုလို့ရှိရင်ညီမလေးကတဲ့ ကိုအလုံးမလောက်ထားတဲ့အရာတစ်ခုအတွက်ပေါ့နော်ကိုအလုံးမလောက်ထားတဲ့အရာတစ်ခုအတွက်တဲ့အဲလာစားရလို့မျိုးလိုချင်နေရပဲဘာလဲချင်းပြောလာတာကွာဟုတ်လားသူကဘာလောက်ဒီဆိုလဲဆိုလို့ရှိရင်ဝင်လွှဲတာကလာစားဆိုပြီးလွှဲပေးလိုက်တာနော်သဘောတူထားတာ2000 3000နဲ့သဘောတူထားတာကွာညီမလေးကိုလည်းအမားတို့ကအလုံးက10ရက်ပဲခိုင်းရလို့ဝင်ထွက်ကြည့်လိုက်တော့10ရက်ပဲခိုင်းရလို့ဝင်10ရက်စားဆိုပြီးတော့4300တိတိနော်300အထိကိုဒီလွှဲတာလာစားဆိုပြီးတော့ဟာဘာသဘောလဲကွာငါလာစား2000 3000ဘာလို့ဒီလိုပြရလဲအဲ့လိုကနေမေးတော့ကြမှာ ကို100%အလုံးမလုပ်ထားတဲ့အရာတခုတည်း100%လောရှင်းနေရလားတဲ့ပြောတော့တဲ့ပတ်စံအရေးမကြီးဘူးပေါ့နော်လစာအရေးမကြီးလို့ပြောပြောတဲ့အခုကြတော့လေတဲ့ဟိုပတ်စံကိုအသေးအတန်လောရှင်းနေတာပဲဒီပိုင်းလုံးကိုလှောင်တဲ့ပုံစံနေနဲ့ဒီပြောတာနော်ပတ်စံ3000တောင်းတဲ့ပြောခံရတာပတ်စံ3000ဆိုတာကလေအတင်းအမှတောင်းနေတဲ့ပတ်စံမဟုတ်ဘူးသူနဲ့အတူတူသဘောတူညီမှုယူပြီးတော့မှကို့လောကဖြစ်တဲ့အာကိုတရားမြောက်မြတ်တာတာတောင်းနေအမေအဲ့ဒါကိုသူကလှောင်တာတဲ့ဟုတ်လား तू မလှောင်လို့ပြောလို့မရဘူးဘာလို့လဲဆိုတော့ तू ကိုယ့်ရဲ့စာကြီးကတအားသိတာလေလှောင်နေဆိုတာ ညီမလေးရတဲ့အလုပ်ကိုဘယ်နဲ့တောင်လုပ်ပေးထားလို့မလို့ဆရက်စာပေးတာကိုမကျေနပ်နိုင်ရတာလေအဲညီမလေးရဒီတစ်ချက်လုံးမှာဘာလုပ်ခဲ့လဲဆိုတာတွေကိုမေ့နေပြီးတော့လေကိုကိုကိုလည်းမေ့နေအောင်ပဲဆိုပြီးတော့စကားတွေနဲ့အများကြီးခနဲ့ရအောင်အဲ့ဒါအလုပ်ရှင်တယောက်ကဝန်ထမ်းပေါ်မှာဒါဆိုရင်အလုပ်ရှင်အနေနဲ့သူစကားပြောနေအောင်မဟုတ်ဘူး personal အနေနဲ့စကားပြောနေတာဟုတ်ချင်းပေါ့နော်အဲ့ချိန်ဒီကောကအလုပ်တိုင်းပဲအလုပ်သဘောအတိုင်းပဲပြောနေအောင်ပဲရှိသေးတာအခုဒီလေဇက်တိုက်သူ့ကိုပြောနေတယ်ပေါ့နော်ပြီးသားလို့ရှိရင်ငွေအစင်မပြေရင်ပေါ်တင်တောင်းလိုက်တဲ့အမပေးပါလေတဲ့ငွေအစင်မပြေရင်ပေါ်တင်တောင်းလိုက်သူပေးမယ်ဆိုတာဖတ်တော့လေပတ်စံလေးမသိချင်တောင်း ။ तू ပြောတယ်ငွေအစင်မပြေရင်ပေါ်တင်ပြော။ပေးမှာပေါ့ဆိုတဲ့စကားကဘယ်တိုင်းတာကြီးဖြစ်သွားလဲဘူးလား။ညီတို့လည်းသိမှာဟာဒါပေမဲ့သူသိချင်မှလည်းသိမှာ။ဘာလို့ဆိုတော့ငါ့လိုခံစားမှုတွေငါ့လိုဖြစ်မှုတွေလူမှသိလိမ့်မယ်ကွာ။ငွေချင်းတယောက်အနေနဲ့ဝန်ထမ်းကိုလာစားပေးချေဖို့အတွက်ငွေစင်ပြေသေးလို့ဆိုလို့ရှိရင်လေလောက်သဘောအရာမီတင်ခေါ်ပြောမှဒီလာတော့ဒီလိုဖြစ်နေလို့မလို့ချက်ကလေးတစ်လောက်နောက်ဆုံးမယ်။တရဝင်အောက်ရှိတဲ့အတိပေးရမှာ။စတဲ့တယောက်ရပြီငါမရတာဖြစ်ကုန်မဖြစ်တင်တာ။ဟုတ်လား။ပြီးသားလို့ရှိရင်သူပေးနေတဲ့အကြောင်းပြချက်တွေဟို complaint တက်လို့ဘာညာဆိုရတာလဲ။ तू ကအလုပ်ရှင်ပဲလေ။ ဒီလားအလုပ်သဘောရကအခုမှဒီဝန်ထမ်းအလုပ်လုပ်တာအဆင်မပြေဘူးဒီဝန်ထမ်းအလုပ်လုပ်တာကိုမကြိုက်ဘူးဆိုရင်ဂရုမှာပဲဖြစ်ဖြစ်အော်ရှစ်ကလေးခေါ်လိုက်တသမင်းဒီလိုလုပ်လို့နေရာကြီးမကြိုက်ဘူးမင်းဒီလိုလုပ်လို့နေရာငါအလုပ်အတွက်အဆင်မပြေဘူးမင်းဒီလိုမျိုးညှိနှိုင်းနေရာငါတို့၃ယောက်လုံးကြံတဲ့၃ယောက်ကအဆင်မပြေဘူးညှိပေးနေရတယ်ဘာဖြစ်တယ်ညာဖြစ်တယ်ပြောပြောမှာနင့်ကိုအလုပ်ဆက်ပြီးတော့မခိုင်းချင်တော့ဘူးဆိုပြီးတော့မှအလုပ်ထုတ်ချင်ညော့နင်လုပ်ခဲ့တဲ့၁၀ရက်စာဆိုပြီးတော့ဒေးလေးချင်းနဲ့ပေးလိုက်ငါချင်းချင်းနဲ့လက်ခံလိုက်အခုကဟိုအလုပ်တက်ကစတန်ပိုင်မရှိနေရလဲမဟုတ်ဘူးအလုပ်တက်စတန်ပိုင်ရှိနေတယ်အဆင်သင့်ရှိနေတယ်တခြားသူတွေကိုဆိုလဲငါတိခောက်ကြည့်ရဲ့ ာတွေလုံးမရလေငါလုံးမလို့ရဘူးဘာဖြစ်လို့လဲမသိဘူးငါအမြဲတမ်းတိောက်ကြည့်နေသူကပြောမှာပေါ့သူ့ကိုဓာတ်ရိုက်ဆက်သွယ်လို့ရပါလေရဲ့နဲ့ပြီးပြောလိမ့်မယ်ဒါပေမဲ့အဲ့ဒါကိုသူ့အသိဆုံးလုံးလုံးနေတဲ့လူ၄ယောက်အသိဆုံးအလုပ်လေးလုပ်တာမှဒီမဲ့ဒီလောက်လေးဒီလားတကယ်တကယ်အဲ့သူအစင်မပြေအောင်သူ့ဟာသူမပြောခဲ့ပဲနဲ့လာစားထုတ်ချင်ရောမှာအကြောင်းပြချက်တွေပြရမှာတောက်ချောက်လေးစကားပြောစမ်းတောက်ချောက်အဲ့အကြောင်းပြချက်တွေကြီးလို့အဲ့အကြောင်းပြချက်တွေပဲဝေ့ဝိုက်ညာနော်အလုရှင်တရားအနေနဲ့အလုရှင်အုံနောက်နဲ့မဆုံးဖြတ်တာကိုပြောပြတယ်။မမမအဆင်မပြေတာကိုဒီမလေးကိုထုတ်ပြီးပြောခဲ့တာလေ။ဒါလာစားထုတ်ခဲ့ကြမှဒါကြီးအဆင်မပြေပါဘူးဆိုပြီးပြောပြီးတော့ ဒီလိုကြီးဖြစ်တာကြတော့အဆင်မပြေဘူးလို့မတရားဘူးပေါ့နော်အဲ့လိုမျိုးပဲပြည်ကြတယ်သူကလည်းသူတလောက်တတ်နိုင်ဆုံးလိုင်းညီနေရတောင်းမှရတယ်ငါပြောနေရတယ်အမှန်တော့လေညီမလေးရတယ် follower လေးလည်းတက်လာပြီဆိုတော့လေ꽌ရှာခြင်းညာလာတယ်အာရရပါပြီဒါခုစားနေသသိချင်တော်အတွက်ငါအဲ့လောက်ကြီးကြီးနေကုန်ခံပြီးပြောရမယ်လို့ဘဝတက်တက်မှာစဉ်းစားမစဉ်းစားဘူး plaza ပေးတယ်လေဒါပေမဲ့ညီမလေးကလက်မခံတာလေအဲ့လိုမျိုးပြောသူပေးရလာတာ daily daily လေအဲ့ဒါငွေပြောအမှားအဲ့ဒါညီမလေးလောက်ခလာတာမဟုတ်လို့ညီမလေးကမယူတာလို့ အဲ့လိုမျိုးပြောလိုက်တယ်ပြန်လွှဲပေးလိုက်တာဟိုကငါအဲ့ခေပေး4000 3000 300တီးတီးပြန်လွှဲပေးလိုက်တာသူ့ကိုပြီးကြရင်နောက်မှလည်းရေးပေးလိုက်တာလာစာမဟုတ်တယ်တော့လက်ခံတာမျိုးရေးပေးလိုက်တာဟုတ်အဲ့လိုပြောကိုလောက်ပေးနိုင်ကိုလောက်ပေးတာချက်ပို့ပြီးတော့လိုချင်နေတာကြီးကရရတယ်ညီမလေးရဲ့ထက်လောင်ပြန်ရောအဝင်နေတဲ့အမြင်မှာကိုကပတ်စံပတ်တဲ့ပုံစံမျိုးသူပြောတယ်ပြီးလားပါစနယ်မှာကျတော့ तू စိတ်ကလေးပြောတယ် အာ social နဲ့အလုပ် group မှာကြတော့ပတ်နှုတ်သွေးတယ်ပလီတယ်လီစေတယ်ပေါ့နော်အဲ့ဒါနဲ့ငါကလည်းပြန်မလာမရဲ့အဲ့ဆိုလို့ရှိရင်တော့ရုံးမှာပဲစကားပြောကြမယ်ဒီမှာလေးကတော့ရုံးနေပါလေတော့ပြောမယ်လို့ကမရုံးမှာပြောမယ်ဒီလိုမျိုးဒီ company ကဒီမှာလေးပြဒီလိုအဆင်မပြေရည်ပြောမယ်ဆိုတော့ကွာမလေးက work from home လုပ်တယ်ဆိုတာကလည်းဘယ်ကြောင့်မှမဖြစ်ရှိမပေးဘူးလေ work from home လုပ်တဲ့အာအလုပ်အတွက်ပေါ့နော်ခံထားတဲ့ဝန်ထမ်းတွေတော့တဲ့အာအလုပ်သမားရုံးမှာရှင်းစရာမလိုဘူးပေါ့နော်ဒါပေမဲ့ဒီမှာလေးမှန်နေကြလို့ရှိရင်တော့ဒီမှာလေးဆက်သွားလို့ရပါသေးတယ်အခုကလည်းကိုကလည်းတရားရဂိုင်းတော့ပေးဆက်မထားပဲတရားရဂိုင်းတော့ရယူလို့စိတ်ဖြစ်နေရပါပေါ့နော်အမကလည်းငွေချက်ဒီမှာလေးအမှုလို့ခံပြင်းတာ သူငါ့ကိုလှောင်ခဲ့ပြောင်ခဲ့ရရင်ညတော့လှုပ်ရှင်ဆိုပြီးတော့ငါငင်းခံရမှာလားအဲ့လိုမျိုးလားမဆိုင်ဘူးလေဒီလားအဲ့လိုမျိုးဆိုလည်းပြောလိုက်အမကလှုပ်ရှင်နဲ့လှုပ်သမားရှိရဲ့နိုင်ငံတိုင်းမှာအလုပ်သမားယုံဆိုတာလည်းရှိတယ်အမမရှိဘူးဆိုတဲ့အသည့်အမတိတိုင်းအမတိုင်းပြန်မနေလှုပ်ရှင်ဖြစ်တဲ့သူကဝန်ထမ်းပေါ်မှာဒီလိုမျိုးဒီလိုမျိုးဖြစ်တဲ့ဆိုတဲ့အကြောင်းအရာလေးဝန်ထမ်းပြရဲ့ခွင့်ယူအလုပ်သမားယုံမှာတော့ပြောလို့ရပါပဲမလည်းတော့ပြောမှာပဲအဲ့လိုမျိုးပြောရအောင်နော်အဲ့တော့သွားလေဒီမှာလေးတဲ့ ညီမလေးကလည်းတရားဝင်လုပ်ပိုင်ခွင့်ရှိတယ်လို့အမမလည်းတရားဝင်လုပ်စရာရှိပါတယ်ဆိုပြီးပြောသွားတယ်။အဲ့ဒါကလည်းဟုတ်ဆက်လုပ်ကြတာပေါ့လို့ငါပြန်ပြောလိုက်တယ်။တော့တိတ်မကြခင်မှာပဲ तू ပြန်လာပြီးတော့ငါ့ကိုပြောရင်ဘုရားလိုမှုတော့မဟုတ်ညီမလေးကဘာအတွက်လုပ်နေရလဲ။အခုချိန်ထိလေ तू ကအဲ့ချိန်ထိငါဘာဖြစ်ချင်တာလဲ။ငါကဘာကြောင့်မို့ဒီစကားကြီးပြောနေလဲဆိုတာကိုသူ့ရဲ့ကြီးကျယ်မြင့်မြတ်လာပါတယ်ဆိုတော့စီဝါရေးလုပ်ငန်းရှင်အောင်နောက်ကြီးကမတွေးတယ်ဘူး။အလုပ်ရှင်တယောက်အနေနဲ့မတွေးတာလား။ငါကတော့မစင်စားတတ်တော့ဘူးလား။ဒီပြဿနာရဲ့အစားကလစား။လစားတာမှတန်းတူမရလို့တန်းတူရက်မှမရလို့ဖြစ်တဲ့ပြဿနာ။အဲ့ဒါကို तू က ဒါဆိုညီမလေးကဘာဖြစ်ချင်တာလဲပြန်လာမေးရမှာတော်လေးကိုစိတ်ရှည်ရထားရတာဖြစ်လာတင်းတဲ့ကလာတစ်ယောက်လုံးမှာလည်းတဲ့ကိုပြင်မလားဆရာတယောက်အနေနဲ့ကိုဒီပုံမှာတင်းတဲ့ပို့ချပေးခဲ့တာပဲဘာလို့ညီမလေးကလှုပ်ဆိုလဲဒီလိုလှုပ်ခဲ့ရပဲဒါတော့မှညီမလေးကအမဘုံမှာဟိုအဲ့ရတဲ့ကိုလဲနေတဲ့အလုပ်ရှင်တယောက်ကိုဒီစကားတွေနဲ့ပြောတယ်သူအဲ့ရတဲ့လဲနေတယ်ဆိုတော့သူပြောလို့ပါကိုကတော့မသိဘူးဘာလို့လဲဆိုတော့သူတစ်ယောက်ကအများကြီးအထစ်ဖြစ်နေတယ်သူတစ်ယောက်ကသူဒီလိုအများကြီးတင်နေတယ်ဖြစ်လာမမကအဲ့ချိန်မှာအဲ့နှစ်သိန်းချက်တောင်ခေါင်းထဲမှာမရှိတော့အဲ့တော့အမအမကိုနိုင်ကခုနကပဲရုံးမိုက်ဆိုင်ရာနဲ့ဖြစ်ရှင်းမယ်လို့အမပြောတာမလားအဲ့တော့အဲ့တိုင်းပဲမလေးကိုသွားကြရအောင်ပြည့်ရမလား ခုကအမမန်လားညီမလေးမန်လားဆိုတာကြာအလုရှင်နဲ့လို့တမတမအလုရှင်မန်လားဝန်ထမ်းမန်လားဆိုတာကိုညီမလေးကသိချင်သွားပြီလို့အဲ့လိုပြောလိုက်ပြောလိုက်တော့သူကရေးနေတဲ့ emoji နဲ့ငါ့စီကိုပြန်ပို့တယ်ဟာအေးပေါ်တဲ့လောက်ပေါ်တဲ့ဆိုတော့ခုကဘာဖြစ်ချင်တာလဲအဲ့ချိန်တိကိုဘာဖြစ်ချင်တာလဲဘာဖြစ်ချင်တာလဲပဲမေးနေသူဘာကြောင့်အဲ့ဒီမေးဖို့မေးလဲတော့ငါမသိဘူးဒါပေမဲ့သူအလုရှင်လေဒါလေးတော့သူမစဉ်းစားတတ်ဘူးလားငါတို့ကလာလာငါတောင်းနေတာအဲ့ဒါကိုအဲ့တော့ဘာဖြစ်ချင်တာလဲအားရအမလို့ဘက်ကအဲ့အဆင်မပြေတာလေးပေါ့နော်ညီမလေးကြောင့်လုပ်ငန်းအဆင်မပြေတာလေးဖြစ်ခဲ့ရင်ပေါ့မားလေးအမလို့ကပြစ်ခတ်ပေးခဲ့သေးတာပဲဘာညာလို့ပြောတော့ အဲ့ဒါဆိုရင်မအဲ့ချိန်ထဲကညီမလေးကိုအခုမှလည်းပြောနေတယ်လောက်ချင်တရားအနေနဲ့ဝင်နှန်းအနေတရားရလောက်ညာဆက်မပြေဘူးပြည့်တယ်မလားသူကအဲ့ချိန်ထဲကတဲ့ညီမလေးကိုအလုပ်ထုတ်ပိုင်ခွင့်အမလို့မှရှိနေတယ်လို့အမဆိုအဲ့ချိန်ထဲကပြောပြီးညီမလေးကိုရောအနေဒေးလီဒေးဆိုပြီးတော့လောက်ခလာစားအဲ့လောက်ပေးပြီးတော့အမထုတ်လိုက်လို့ရတာလို့အမကကမှဘာလို့ပြောညာလဲလို့အမကလည်းလာစားထုတ်မှပြောတာမဟုတ်ဘူးညီမလေးရေးတယ်အမကလည်းနေကောင်းတာနဲ့ချက်ချင်းလာပြောမှာတဲ့ဟိုပါတဲ့ဟိုပါပေါ့နော်အာကွန်ပလိန်းနေနောက်ထပ်မတက်ဖို့ကွန်ပလိန်းနေထပ်တက်မယ်ဆိုလို့ရှိရင်လေအာတာဝန်မကျေဘူးဆိုလို့ရှိရင်လေလုံထုတ်ရမယ်ဆိုတဲ့အကြောင်းကိုလေအမကလည်းဟိုဝန်နေနေနဲ့ ညီမလေးကိုပြောတော့မှာတဲ့ဒါပေမဲ့သူမိမကောင်းတဲ့အကြားတွေကမတို့ကအလင်းလို့သွားလို့ပေါ့ဟဲ့အဲ့နဲ့သူကအခုကလည်းညီမလေးတို့ကဘာလို့ပေးစီချင်တာလဲပေါ့နော်ဘာလို့ပေးရင်စီပေးမှလဲဆိုပြီးပြောတယ်သူကအစတည်းကအဲ့လိုဖြည့်ရှင်းပေးစီချင်ရှိရင်နော်ငါပြောတာအနေနဲ့ကထင်ပါဘောဟာသူ့ဘက်ကဘာလို့ပေးရမလဲဒါကခဏခဏမေးရတာမင်းကဘာလို့ငင်းကြရလဲမင်းကဘာလို့အာလောကလာစားရေးမကြည့်တော့ဘူးလို့ပြောကြတာလဲဆိုသူ့ဒါငါစပြီးတော့ဒီကိစ္စကိုပြောကြတဲ့ကတရားမျက်မြတ်တာဒါအလို့ရှင်တယောက်နေနေညီမရေဒီလိုဒီလိုကြောင့်မလို့အမကတော့လာစားကိုဒီလိုနှောက်လေးသွားတာအဲ့တော့အခုညီမကဒီလိုသူ့ကြည်ကြည်နက်နက်နဲ့ပြပြလေးလေးငါ့ကိုငါလာစားဆိုပြီးပေးလိုက်ရင် ငါဒီလိုဖြစ်မလားအဲ့ဒါကို तू အရငါ့ကို daily ချင်းတွေနဲ့3000ကို9000ကျော်လွှဲပြီးတော့မှာ9000 3000 300တည်တည်နော်300အထိအထိလောက်ပြီးတော့ငါစီကိုလွှဲရတယ်ဘာကြီးရှေ့မှာ तू လောက်ချက်တလူတွေလောက်ငါ့ကိုလှောင်ပြောင်ချင်းတလူတွေလှောင်ပြောင်ပြီးတော့ကြမှာဘာလောက်ပေးရမလဲဘာလောက်ပေးရမလဲဆိုတာကြီးပြီးတယ်မေးတာဘာလို့လဲဆိုတော့ငါလက်ကမရုံသွားမယ်လို့ပြောထားတယ်ဘာလို့ပေးရမလဲဘာလို့ပေးရင်အဆင်ပြေမလဲ तू ဘာလို့ပေးရင်အဆင်ပြေမလဲဆိုတာ तू သိရဲ့အာမလှုပ်ချက်တယောက်နေနေဒီလိုဒီလိုနှောင့်နှေးသွားလို့ခေါင်းထဲမှာဒီလိုဖြစ်သွားလို့မဘကလည်းလွန်မာတယ်သူ့ကိုယ်သူအမှန်တရားကိုသူ့ကိုယ်သူသိရင် တိတ်သွားပြီးတော့ငါ့ကိုဒီလိုဒီလိုပြောဒီလိုဖြစ်လိုက်ဒီပြဿနာပြည့်လေတော့မှာဒါပေမဲ့တော့ပြဿနာလေးပါပြဿနာလေးကြီးပဲမေးပေမယ့်သူ့ဘက်ကမသိကြအောင်ဖောင်းခဲ့ရအောင်လားတကယ်မသိခဲ့ရလားမသိဘူးဒီဗီဒီယိုဖိုင်လေးကတက်တော့မှာအရန်ကူမှာဟော့နေဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်ရှင်ဒီထက်မှာပါဝင်တဲ့အကြောင်းအရာလေးကတော့ကာယကရှင်နှစ်ဦးကလည်းပြီးတခြားလူကတော့အသေးစိတ်ကြကြသိနေမှာမဟုတ်ပါဘူးရှင်ဒါပေမဲ့လည်းဒီဗီဒီယိုထဲမှာအလုံးရှင်နဲ့ဝန်ထမ်းကြမှာရှိတဲ့အလုံးရှင်ဘက်ကရောဝန်ထမ်းဘက်ကရောနှစ်ဦးနှစ်ဖက်ပေါ့နော်ဂရုပြုစရာရှိတဲ့ချက်ကလေးတွေပါဝင်နေရကြဘူးသူတအနေနဲ့ပြန်လည်ပြီးတော့ရှယ်ဝင်လုပ်ပေးလိုက်ရပါတယ်ရှင်ဝင်ရင်တင်တဲ့ဗီဒီယိုပါရှင်ကိုလည်း credit ပေးပါတယ်ရှင်